၎င်းအချိန်လမ်းမကြီးပေါ်တွင်မိုးတဲထန်စွာကြွားတော်နေသည်။စောမင်းအသက်28နှစ်သူ၏ဘဝပင်ပန်းမှုများကိုမေ့ပျောက်ဖို့အရမိုးပြီးသူ၏အိုဟောင်းနေတဲ့ကားလေးနဲ့မြန်လန်းနံပါတ်69လမ်းမကြီးပေါ်မှာအရှင်ပြင်းပြင်းနဲ့မောင်းနေနေပါတယ်။လမ်းဘေးမှာရှိနေတဲ့မိတိုင်များကသူကားဖြတ်သွားတဲ့ချိန်ထဲမှာမိတ်တုံမိတ်တုံဖြစ်သွားခဲ့ပါတယ်။ ရုတ်တရက်ကားရှိမှာအဖြူရောင်ကာဝင်ဝတ်ဆင်ထားတဲ့မျိုးသမီးတူပြက်နေတာမြင်လိုက်ရပါတယ်။ဆိုမင်းကဘရိတ်ကိုအပြင်းစွာနင်းလိုက်ပေမဲ့ကားမှာမျိုးသမီးကိုဖြတ်တိုက်သွားတယ်လို့ခံစားလိုက်ရတယ်။ဆိုမင်းသွေးပြက်ချောက်ချသွားပါတယ်။ဆက်ကလေးကားကိုထိုးရခါစဉ်ကြည့်ပေမဲ့လူလောင်လည်းမရှိသွေးတစ်စက်မှပင်မတွေ့ရပါဘူး။ ိုချိန်မှစပြီးတော့ဇော်မင်းရဲ့ဘွာတနီးတဖုံနဲ့ပြောင်းလဲသွားပါတယ်။ကြောင်မဖွဲရာဖြစ်ဖြစ်များနဲ့အိမ်မက်တွေကိုဇက်တိုက်ကြုံတွေ့လာခဲ့ရပါတယ်။သူ့ရဲ့အိမ်မက်တိုင်းမှာငါ့ကိုနင်ကားနဲ့မတိုက်ခဲ့ဘူး။နင်ကငါ့ကိုဖျက်မောင်းသွားတာဟုတော့အသားတစ်ခုကိုသာကြားနေရတယ်။ထို့ကြောင့်ဇော်မင်းကသူ့မျိုးသမီးရဲ့အကြောင်းအရာကိုတိုက်လှန်စုံစမ်းတဲ့အခါမှာ လွန်ခဲ့တဲ့ဆယ်နှစ်ခန့်ကသူမကအမြန်လန်းနံပါတ်69မှာကားတိုက်မှုနဲ့ဒေဆုံးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သူမရဲ့အလောင်းကိုဘယ်သူမှရှာတွေ့ခဲ့ပါဘူး။ဒီနေ့မှာတော့အလုတ်ကိစ္စနဲ့ဇော်မင်းကအဲ့ဒီမြန်လန်းကိုထပ်ပြီးသွားဖို့အကြောင်းဖန်လာပါတော့တယ်။မောင်းနေစဉ်သူရဲ့ဘေးဘက်မှာရှိတဲ့ကားမှန်ပေါ်မှာလက်ဝေးရာတွေပေါ်လာခဲ့ပြီးတော့ရေဒီယိုမှာလည်း ဂျီဂျီဂျီနဲ့အတန်ကြီးထွက်ပေါ်လာပါတယ်။အာတင်ပြီးတော့ရှေးဆက်မောင်းလာခဲ့ရမှစော်မင်းကထိုမျိုးသမီးရဲ့အလောင်းကိုအမ်းဘေးမှာမြင်နေရပြီးတော့သူမ၏မျက်လုံးများမှာလည်းပိတ်ထားခြင်းမရှိတာကို မြင်ခဲ့ရပါတယ်။ပြီးတော့လေမင်းကမျက်ခြေမပြတ်ဘူးလို့ပြောတဲ့နေသူရဲ့နားထဲမှာကြားနေရပါတယ်။ ထိုအခါဇော်မင်းကသူ့ရဲ့ကားကိုရုတ်တရက်လမ်းဘေးမှာရပ်လိုက်ပြီးကားထဲကနေတစ်စင်တွေ့လိုက်ရတာကတော့မီးတိုင်မင်းကြားထဲမှာလမ်းမကြီးနဲ့ဆက်သွယ်ထားတဲ့ညင်ညီလမ်းလေးတစ်ခုဖြစ်ပါတယ်ရုတ်တရက်သူ့ရဲ့နောက်ကျော်မှာအေးကနေခံစားလိုက်ရပြီးညင်သာအိတ်ဆက်တဲ့အတန်နဲ့ မင်းငါကိုမြင်တယ်မဟုတ်လားဆိုတဲ့အထံတစ်ခုကိုကြားလိုက်ရပါတယ်။သူလှည့်ကြည့်လိုက်တဲ့အခါမှာကားနောက်မှန်ပေါ်မှာဖြူရောင်ကောင်ဝင်ဝတ်ထားတဲ့မျိုးသမီးတူကညံ့နာမပြပဲယက်နေတာကို တွေ့လိုက်ရပါတယ်။ဆော်မင်းရဲ့နှလုံးခုန်တဲ့ရက်တန်သွားတယ်လို့ခံစားလိုက်ရပြီ။သူမကအနောက်ခံတဲ့သူလေပြေလာ ရောက်ရှိလာခဲ့တာ။ သူမရဲ့လက်တစ်ဖက်ကညံဆန်စွာနဲ့ကားနောက်ခံမှနေပြီးစော်မင်းရဲ့လက်ပင်ကိုဖြည်းညင်းစွာထိလာခဲ့ပါတယ်။ထို့နောက်ငါမတို့တူတူမောင်းမယ်။ဟုတ်သူမပြောလိုက်သည်နဲ့တပြိုင်နက်ကားအတွင်းရှိမိများမိတ်တုံမိတ်တုံဖြစ်လာပြီးတော့ဒီရေဒီယိုမှာ၁၀နှစ်ပြည့်ကနေပြီးငါပြန်လာတာဟုတ်အတားကိုဖြစ်ဖြစ်တတ်တာကြားလိုက်ရပါတယ်။ ဇော်မင်းတခြားခံနေရတဲ့အခါမှာသူ့ရဲ့ကားကသူ့ပဲမတိလိုက်ပဲနဲ့အရှင်ပြင်းစွာ မောင်းထွက်သွားပြီးတော့သစ်ပင်ကြီးတစ်ခုစီကိုဝင်တိုက်သွားပါတယ်။နောက်ဆုံးခိုက်တံဇော်မင်းမြင်လိုက်ရတာကတော့သူ့မအီမျက်လုံးတွေက အမဲရောင်သူပြောင်းလဲသွားပြီးဒီဇက်မှလည်းတွေးတယ်ယူစီချနေခြင်းဖြစ်ပါတယ်။ဒုနာ မင်းကမှလို့ပဲအခုတူတူပဲ မာနဲ့တူတူဖြစ်သွားပြီဆိုတော့တန်ကိုကြားလိုက်ရပါတော့တယ်တို့နောက်ဝုံဆိုတော့တန်ကြီးနဲ့တူဇော်မင်းရကားကမီလီယံများထဲမှာလုံးဝပျောက်ကွယ်သွားခဲ့ပါတယ်နောက်နေ့မနက်မှာရဲများရောက်ရှိလာပြီးတော့ဇော်မင်းအလောင်းကို ကားပြတ်ထဲမှာ ရှာဖွေပေးမိမယ် သူ့ရဲ့ခန္ဓာကိုယ်ကလုံးဝပျောက်ဆုံးနေခဲ့ပြီးတော့ကားပျက်စီးနေရာများမှာလက်ဖွေရာရီသာကြံခဲ့ပါတော့တယ်နောက်ဆုံးတော့ဇော်မဲမတိလိုက်တဲ့အရာတခုက သူဝယ်ခဲ့တဲ့ကားကလုံခဲ့တဲ့ဆယ်နှစ်ခန့်ကသူမကိုတိုက်ခဲ့တဲ့ကား